ကျွန်တော်က music အများကြီးတီးခဲ့တဲ့သူကြောင့်ဖြစ်တယ်ကျွန်တော် ever အများကြီးတီးခဲ့တာတစ်ချိန်မှတောင်းနေချီတီးခဲ့တာကျွန်တော် ever မှာ1200ကျော်တယ်ကျွန်တော်တီးခဲ့တာဒီနေ့ထိကျွန်တော် YouTube လို့ဘာလို့ကနေပတ်စံတွေအလကားရရနေအများကြီးရှယ်ဒါပေမဲ့ငါကအမှုပညာသမားနဲ့ဘုရားသခင်ကိုဆက်ကတ်နေတာငါက music နဲ့ဆက်ကတ်နေတာ နေ့မျိုးစေ့လဲတုံးစားမရအောင်ငါရှိမှာငါခိုင်းမှလှုပ်လို့ရတာဖြစ်တယ်ငါခိုင်းမှနေလှုပ်လို့ရတာနေ့နှလုံးသားကိုပဲငါတောင်းတာဖြစ်တယ်နေ့အမှုပညာကိုငါတောင်းနေတာမဟုတ်ဘူးဒါကြောင့် music ပါကျွန်တော်က music အများကြီးတီးခဲ့တဲ့သူတစ်ယောက်ဖြစ်တယ်ကျွန်တော် ever အများကြီးတီးခဲ့တာတစ်ချိန်မှောင်တောင်းနေချီတီးခဲ့တာကျွန်တော် ever မှောင်1200ကျော်တယ်ကျွန်တော်တီးခဲ့တာဒီနေ့ထိ ကျွန်တော် YouTube လို့ဘာလို့ကနေပတ်စံတွေအလကားရနေအများကြီးရှယ်ဒါပေမဲ့ worship music တီးလို့မရဘူးနော် professional worship music တီးလို့မရဘူးဘာဖြစ်လို့လဲဆိုတော့ worship music ကဖခင်တခင်ကိုနှလုံးသားနဲ့ချီးမွမ်းတာဖြစ်တယ်။အဲ့နှလုံးသားချိန်မမီတဲ့သူလုံးဝလုံးလို့မရဘူး။ It's not the music. It's the worship. ကျွန်တော်စတီးတဲ့အချိန်မှာလေဆရာစတီးခိုင်းတဲ့အချိန်မှာတီးမရဘူးကျွန်တော်တိတယ်ကျွန်တော်တချင်းတစ်ပုဒ်ခဏလေးနဲ့ကျွန်တော်တို့ copy တီးနေတဲ့လူတွေပဲခဏလေးနဲ့ကျွန်တော်တို့ရတဲ့လူတွေပဲဒါပေမဲ့အဲ့ floating ကိုကျွန်တော်တို့မမိဘူးအဲ့ float ကိုကျွန်တော်မိဖို့ခက်တယ်ဒါပေမဲ့ဝิญဉ်တော်နဲ့ရသွားတဲ့ချက်ချင်းတီးသွားတယ်အဲ့တော့ကိုယ့်ရဲ့အတတ်ပညာလဲထားခဲ့လိုက်ဘုရားသခင်ကနှလုံးသားပဲတောင်းတာဖြစ်တယ် ကြောင့်အမှုတော်ဆောင်ခြင်းမှာပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲဖြစ်ဖြစ်နှလုံးသားကိုတောင်းတာဖြစ်တယ်။ဒီနေ့ကျွန်တော်စီမှာရန်ကုန်တင်းတော်မှာ worship ပဲမရှိဘူး။ FG ကကျွန်တော်တို့လာပြီးတော့ကုညီပေးနေတယ်။ကျွန်တော်တိတဲ့ professional player အများကြီးရှိတယ်။ကျွန်တော်ခေါ်ပြီးကြီးခိုင်းလိုက်လို့ရတယ်။အဲ့ထက်တောင်ပြန်လန်းနေအောင်တီးပြလိမ့်မယ်။တီးလို့ရတယ်။ professional ကမှအကုန်ကျွန်တော်ခေါ်လိုက်လို့ရတယ်။မရဘူး။ မရဘူးအဲ့ဒါနှလုံးသားမပါဘူးဘုရားသခင်ကြိုက်နှစ်သက်တဲ့ပူဇော်ခြင်းမဖြစ်ဘူးအဲ့ဒါပညာပဲဖြစ်တယ်အဲ့တော့ကိုယ့်စီမှာဘာပညာကြီးရှိနေတာလဲအဲ့တော့အမှုတော်ထဲမှာဝင်လာပြီးတော့စီးပွားရေးပညာတတ်တယ် management ပညာတတ်တယ်ဘုံဟာလောက်တတ်တယ်ဒီဟာလောက်တတ်တယ်ရတယ်တင်းတို့အပြင်လောကမှာလောက်လို့ရတယ်အဲ့အထဲကိုဝင်လာရင်အဲ့ဒီအခွန်အားလုံးထားခဲ့လိုက်တော့ ကျွန်တော်ကအခွန်အားလုံးထားခဲ့လိုက်တာဖြစ်တယ်။တင့်ရဲ့အခွန်ကိုခွာခဲ့လိုက်